ောက်ဆယ်မျိုးမှာနေအိမ်မီလောင်မှုကြောင့်တက်ကြီးပိုင်းညမ၄ရောက်စလုံးမီလောင်သေးဆုံးမင်္ဂလာပါပရိသတ်ကြီးရှင်မန္တလေးတိုင်းကျောက်ဆယ်မျိုးဘောဂဝတီရဲ့စီစုံရက်မှာဒီကနေ့မေလ22ရက်နေ့မနေ့အစောပိုင်းကနေအိမ်မီလောင်မှုဖြစ်ပွားခဲ့ပြီးမိသားစုဝင်၄ရောက်စလုံးမီလောင်သေးဆုံးခဲ့တယ်လို့သိရပါတယ်မီလောင်မှုကမနက်အစောတနာရီမိနစ်90ခန့်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးမီလောင်မှုကြောင့်သေဆုံးခဲ့သူတွေက အသက်63နှစ်အရွယ်ဒေါ်တင်အောင် အငိမ့်စားမျိုးနယ်ပညာရေးမှူးဒေါ်ထွေထွေအသက်85နှစ်အငိမ့်စားမျိုးနယ်ပညာရေးမှူးဒေါ်နွနွယ်ဦးအသက်66နှစ်အာမကအကြောင်းအုပ်တပြီးကုန်းကြီးရွာကျောက်ဆယ်မျိုးနယ်ဒေါ်ခင်သူစာအသက်58နှစ်အရွယ်တို့သိဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။တယောက်စလုံးဆုံးသွားတယ်။ဘလို့ကြောင့်ဆုံးသွားလဲဆိုတာမသိပေမဲ့မထွက်နိုင်လို့ပြိမိပြီးဆုံးတယ်လို့ပဲမှတ်ချက်ချရတာပေါ့။တေရာကတော့မိသားစုလိုက်ပါ။သိဆုံးတဲ့အထဲမှာ၃ယောက်ကပညာရေးဝန်ထမ်းတွေပါ။ တိုက်ရဲအပေါ်တန်းမှာနှစ်ယောက်တိဆုံနေတာတွေ့ရတယ်။အောက်ထပ်မှာကနှစ်ယောက်ပါဟုဆိုကောင်။ကျောက်ဆယ်လူမှုကွန်ရက်ရဲ့အသေးဥက္ကဋ္ဌကိုသားငယ်ကပြောပါတယ်။အစိုးရနေအိမ်မီလောင်မှုကနေအိမ်အတွင်းအသုံးပြုနေတဲ့ဆိုလာဘက်ထရီကနေမှတစ်ဆင့်ရှော့ဖြစ်ပြီးတော့မီလောင်နာဖြစ်တယ်လို့ကနအူးသတင်းနေအရာသိရှိရပါတယ်။မီလောင်မှုကြောင့်တိဆုံခဲ့တဲ့အမျိုးသမီးရုပ်အလောင်းလေးလောင်းကိုတော့ကျောက်ဆယ်စည်းရုံကိုပို့ဆောင်ထားတယ်လို့လည်းသိရပါတယ်။